ားလုံးမင်္ဂလာပါဒီနေ့ဒီဗီဒီယိုမှာတော့အမေရိကရဲ့အိမ်ချမ်းမြေဈေးကွက်နဲ့ပတ်သက်ပြီးအနေငယ်ကြော်ရုပ်ပြောကြရအောင်လေနော်။ဘာကြောင့်လဲဆိုတော့အိမ်ချမ်းမြေနဲ့ပတ်သက်ပြီးမပြောတာတော့လေကြာသွားပြီ။တချို့တငယ်ချင်းတွေကမေးတယ်။အခုချိန်မှာအိမ်ဝယ်လို့ကောင်းတဲ့အချိန်လားဒါမှမဟုတ်ရင်အခုချိန်မှာရောင်းတူရဲ့ဈေးကွက်လားဝယ်သူရဲ့ဈေးကွက်လားဆိုတဲ့အကြောင်းလေးတွေကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာအချက်လက်တွေနဲ့တင်ပြသွားမှာဖြစ်ပါတယ်။ကဲဒါဆိုရင်လက်ရှိအိမ်ချမ်းမြေဈေးကွက်ရဲ့အနေအထားဘယ်လိုရှိလဲဆိုတဲ့ဟာကျွန်တော်လည်းအတူလေ့လာကြည့်လိုက်အောင်နော်။ 2025နှွေဦးအစမှာပေါ့နော် spring နောက်ပိုင်းမှာအိမ်ချမ်းမီဈေးကွက်အပြောင်းအလဲတွေများစွာဖြစ်လာခဲ့ပါတယ်။အိမ်ဈေးတွေဆက်လက်မြင့်တက်နေတာကိုအလုံးမြင်တွေ့ကြမှာပါ။ဒုတော်လည်းအချက်လက်တွေ data တွေအရရောင်းဖို့အိမ်တွေကိုပူ၍ဈေးကွက်မှာများလာကအိမ်ဝယ်သူတွေအတွက်ပူ၍အခွင့်အရေးအခြေအနေကောင်းလာနေပါတယ်။ဒီနေ့တော့ဒီအချက်တွေကိုတေချာလေ့လာပြီးအိမ်ချမ်းမီဈေးကွက်ဘယ်လိုအနေအထားရှိလဲဆိုတဲ့ဟာကိုကျွန်တော်အချက်လက်တွေနဲ့အတူလေ့လာကြည့်လိုက်ရအောင်နော်။ Okay ဒါကတော့ April လရဲ့ အင်ချမ်းမြေကို overview ဒါမှမဟုတ်တုံးတက်ထားတဲ့စာရွက်ဖြစ်ပါတယ် data တခုဖြစ်ပါတယ်အခုချိန်မှာအလီလတ်အိမ်ဈေးနှုန်းဟာ၄ဒိန်း3800ကျော်ရှိပြီးဒါကတစ်နှစ်မှာတစ်တသမ200ခန်းတုန်းဈေးနှုန်းမြင့်တက်လာခဲ့တာဖြစ်ပါတယ်ဒါကိုကြည့်ရင်အရင်နှစ်ထက်ဆိုင်အိမ်ရောင်းမှုဈေးကွက်မှာရက်ပေါင်း40ကျော်ထိကျလာပြီးလွန်ခဲ့တဲ့နှစ်ကဒီအိမ်တစ်လုံးရောင်းဖို့အတွက်ရက်ပေါင်း35ရက်ပဲကျပါတယ် နောက်ပြီးအိမ်ရောင်းဝယ်မှုနှုန်းကလည်းမိနစ်ကထက်၄ .900 ခန်းလောက်ကျဆင်းသွားတာကိုကျွန်တော်ဒီအချက်လက်တွေမှာမြင်တွေ့ရမှာဖြစ်ပါတယ်။တေချာရာဘော့လက်ရှိအတူနှုန်းနဲ့စင်မမပြေတာ။ကဲဒီမှာဈေးကွက်မှာရောင်းမှုအိမ်တွေမြင့်တက်လာမှုကိုလည်းကျွန်တော်ပြန်ကြည့်မယ်ဆိုရင်စနစ်1.500ခန်းလောက်အထိမြင့်တက်လာခဲ့ပါတယ်။မိနစ်ကထက်စာရင်ပေါ့လေဒါက pandemic အပြီးအမြင့်ဆုံးအိမ်ရောင်းမဲ့ပမာဏပြန်တက်လာခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒါကဝေဒူးတွေအတွက်ပူရွေးအားသာစေတဲ့အကြောင်း buying power ပူရှိလာတဲ့အကြောင်းဖြစ်ပါတယ်သူတော့ဒီမှာနားလေဖို့ကတော့ဒီလိုအိမ်တွေရောင်းမယ့်အိမ်တွေပြန်တက်လာခြင်းအပြင်အိမ်ချမ်းမြေဈေးကွက်ပြူလဲမယ်ဆိုတာမဟုတ်ပါဘူးအစောကပြောခဲ့သူလိုပဲအလေးအလာအိမ်စိမ်းလုံးမြင့်တက်မှုဟာအရင်နှစ်ကထက်တည်တမနေရာခံလုံးအထိမြင့်တက်နေဆဲဖြစ်ပါတယ်ဒီမှာတချို့ပြည်နယ်တွေမှာအိမ်စည်းတွေ800ခန်းလုံး900ခန်းလုံးကျတာကိုလည်းတတိထားကြမှာပါတချို့မြို့တွေမှာလည်း900ခန်းလုံးအထိမြင့်တက်လာမှာဖြစ်ပါတယ် ဒီစားကိုကြည့်မယ်ဆိုရင်ဒါကရောင်းမဲ့အိမ်တွေဈေးကွက်ထဲမှာဘလောက်ကြာကြာရှိနေလဲဆိုတဲ့ဟာကိုပြရတဲ့ဇာတ်ဖြစ်ပါတယ်အရင်နှစ်ကတော့အိမ်တလုံးကိုရောင်းဖို့အတွက်35ရက်အထိကြာပေမဲ့လက်ရှိအချိန်မှာတော့ရက်ပေါင်း40ဒီကြာလာတာကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်ဒီအချက်လက်တွေကိုပြန်ကြည့်မယ်ဆိုရင်လည်းဆောကပြောခဲ့လို့ပဲအိမ်ရောင်းမှုနှုန်းဟာ၄ဒသမ9ခုအထိကျဆင်းသွားခဲ့ပါတယ်ဒါကရှင်းပါတယ်အိမ်စေးမြင့်တက်လာပြီးအိမ်အတူနှုန်းကလည်းအလွန်မြင့်မားနေသေးတာကြောင့် ဝေးတူတွေကြဆင်းသွားတာကြောင့်ဖြစ်ပါတယ်ဒီတစ်ခုကတော့လက်ရှိရောင်းမဲ့အိမ်ပေါ့နော် home inventory တွေ marketing မှာဘယ်လောက်ထိတိုးလာတယ်ဆိုတဲ့အကြောင်းကိုပြတဲ့ဇာတ်တစ်ခုဖြစ်ပါတယ်လက်ရှိဈေးကွက်ထဲမှာရောင်းမဲ့အိမ်ဟာတသမာ8တန်းကျော် ရှိလာပြီဒါကမနစ်ခတ်တဲ့12ရာခိုင်နှုန်း12တန်းတမ5ရာခိုင်နှုန်းတူးတက်လာတာဖြစ်ပါတယ်မနစ်က1တန်းတမ6တန်းကနေတက်လာတာပါ နောက်ပြီးဒီပုံကိုကြည့်ပြီး listing price အယောင်အိမ်တန်ဖိုးထက် ူ၍ရောင်းတဲ့အိမ်ဟာ30ရာခိုင်နှုန်းထိရှိနေသေးပါတယ်။သို့တော့ဒါကလည်းမနစ်ကထက်3.3ရာခိုင်နှုန်းကျဆင်းသွားတာကိုကျွန်တော်အချက်လက်တွေအရမြင်တွေ့ရမှာဖြစ်ပါတယ်။ကဲဒီတစ်ခုကတော့အိမ်အတူနှုန်းစရာဖြစ်ပါတယ်။နှစ်30အတွက်ပြန်မြအိမ်အတူနှုန်းကလွန်ခဲ့တဲ့ပတ်မှာ6.8ရာခိုင်နှုန်းထိရှိနေသေးပါတယ်။ဒါကအရင်ဗီဒီယိုမှာကျွန်တော်ပြောခဲ့တယ်လို့ပဲအိမ်အတူနှုန်းနဲ့အစိုးရရဲ့10 year treasury yield ဟာဆက်စပ်မှုရှိနေတာကြောင့်ဖြစ်ပါတယ်။ 10 year treasury yield မကြလို့ရှိရင် mortgage အတူတုံးကလည်းမကြပါဘူး။ဒါကအရင်ဗီဒီယိုမှာပြောခဲ့ပြီးတာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီနွေမှာအိမ်စင်းတော့အခြေအနေတွေကိုကျွန်တော်တုံးသက်ကြည့်လိုက်အောင်လေနော်။စီးပွားရေးပြရှင်တွေကဒီနွေမှာအိမ်စင်းတွေအသက်အကျသိမ့်မရှိဘူးလို့ခန့်မှန်းပါတယ်။တချို့နေရာမှာအနည်းငယ်ကျဆင်းနိုင်တယ်လို့လည်းခန့်မှန်းကြပါတယ်။ရောင်းမှုအိမ်တွေပုံများလာကဝေဒူတွေအတွက်ပူပြီးအခွင့်အရေးရှိလာနိုင်တယ်လို့တုံးသက်ပြောဆိုကြပါတယ်။ ြောချင်တာက negotiation နဲ့ခွင့်ရေးတွေယူချင်မှုတွေပူရများလာမယ်လို့ဆိုလိုတာပါ။ကဲဒီမှာအိမ်အတိုးနှုန်းနဲ့ပတ်သက်ပြောရမယ်ဆိုရင်လက်ရှိအချိန်ခံမှန်းဖို့အတွက်တော်လေးခက်ခဲပါတယ်။เจ้าญาติတွေကတော့အများကြီးပါအရင်ဗီဒီယိုမှာကျွန်တော်ပြောခဲ့လို့ပေါ့လေ bond secret တွေမတည်ငြိမ်မှုနောက်ပြီးနိုင်ငံတကာ bond secret တွေပြဿနာဥပမာလက်ရှိဂျပန်မှာပြဿနာတွေပေါ့လေကုန်တွေရေးစစ်ပွေးတွေအတုံးစိပြဿနာအမေရိကန်ဘူပိုင်းရဲ့ငွေကြေး policy တွေအတူနှုံ short term အစီအစဉ်တွေ စတဲ့ပြင်အမျိုးမျိုးပေါ့လေနော်နောက်ပြီး resection ကပေးစီးပွားရေးကပေးဒီ stagflation စတဲ့ပြင်ပေါ့လေ inflation ပြဿနာတွေအားလုံးကျတို့ခုချိန်မှာရွေးထွေးနေတဲ့အတွက်ကြောင့်ပေါ့နော်အတူနှုံးကြဖို့ရန်အတွက်ဒါစိုးရင်မှုနဲ့ပေါ့နော်ဒီဘဟုပါအဒီအတူနှုံးကိုဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်ဒါကြောင့်အထက်ပါကိစ္စတွေအထက်ပါပြဿနာတွေအကြောင်းအရာတွေများစွာက2025မှာဒုနှုံးရှင်းချဖို့ပေါ့နော် တစ်ကိုခံမှန်ရခက်ခဲနေတဲ့အနေအထားတစ်ခုလို့ကျွန်တော်မြင်ပါတယ်။ဒါတော့ကျွန်တော်ရဲ့ခံမှန်ချက်ဖြစ်ပါတယ်။ Okay ဒီမှာလက်ရှိအိမ်ဝယ်တင်လာလို့မေးလာတဲ့တငငချင်းတဲ့အတွက်ကိုကြိုက်တဲ့အိမ်ရှာဖွေမှုကိုဆက်လက်ပြီးလှုပ်ဆောင်နေပါလို့ပြောချင်ပါတယ်။အကယ်၍ကိုကြိုက်တဲ့အိမ်တကယ်ဈေးတန်တဲ့အိမ်ကိုတကယ် location နဲ့တကယ်ကြိုက်တယ်ဆိုရင်လည်းဝယ်လို့ရပါတယ်။ဒီမှာအချိန်တစ်ခုကိုတတ်မှတ်ပြီးအိမ်ချမ်းမြေဈေးကွက်ပြူလဲမယ့်အချိန်ကိုစောင့်ဆိုင်းမနေပါနဲ့လို့ပြောချင်ပါတယ်။ဥပမာ ဘယ်လိုပြောချင်လဲဆိုရင်2020ခုဈေးကွက်ပြူလေးချိန်မှာအနှိမ်ဆုံးချိန်မှာဝေထားတဲ့လေလာအိမ်တလုံးဟာ2,500ဖြစ်ပါတယ်။ဒါကအနှိမ်ဆုံးအချိန်နဲ့ဈေးနှုန်းပါ။အခုအချိန်ဒီအိမ်တွေဟာနှစ်ဆအနှိမ်ဆုံးရှိနေပါပြီ။ဆလိုတာကအကောင်းဆုံးအချိန်ကိုစောင့်ဆိုင်နေတာတဲ့။ကိုကြိုက်တဲ့အိမ်ကိုကိုဝင်ဝင်နဲ့ကိုင်ညီမှုရှိတယ်ဆိုရင်ဝေဖို့အတွက်အကြံပြုပါရစေ။ โอเคဒါကတော့2025ပေါ့เนาะနမကြာခင်ရောက်လာတော့မယ်နွေရာဒီအမေရိကရဲ့အင်ချမ်းမီဈေးကွက်သုံးသပ်ချက်လေးဖြစ်ပါတယ်ဒါကကျွန်တော်လက်ရှိဒီအချက်လက်တွေမှာအခြေခံပြီးကုရဲ့ဆုံးဖြတ်ချက်ကိုအကောင်းဆုံးပြုလုပ်နိုင်ပါစေလို့ဆန္ဒပြုပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်